အတိတ်ကာလမှာလုံနိုင်ခဲ့တယ်ဆိုရင်ဘယ်လိုပြောမလဲအဲ့တော့မှအနာဂတ်ကာလမှာလုံနိုင်ပါလိမ့်မယ်ဆိုလို့ရှင်ဘယ်လိုပြောမလဲအားလုံးပဲမင်္ဂလာပါရှင်ဟုတ်ကဲ့အဲ့တော့ကျွန်တော်ကဒီသင်ခန်းစာဗီဒီယိုဖိုင်လေးရကြတော့လေကျွန်တော်တခုခုလုံနိုင်တယ်ဆိုလို့ရှင်ခံရတဲ့သုံးတယ်နော်โอเคအဲ့တော့ထပ်ပေါ်ကျွန်တော်တို့ငါရေကူးတတ်တယ်ဆိုလို့ရှင် I can swim ဟုတ်ပြီထပ်ပေါ်ကျွန်တော်တို့အတိတ်ကာလမှာလုံနိုင်ခဲ့တယ်ဆိုရင်ဘယ်လိုပြောမလဲအဲ့တော့မှအနာဂတ်ကာလမှာလုံနိုင်ပါလိမ့်မယ်ဆိုလို့ရှင်ဘယ်လိုပြောမလဲโอเคအဲ့ဒီဟာလေးကိုရှင်းပြချင်တာဖြစ်ပါတယ်ရှင်အရင်ဆုံးကျွန်တော်တို့အတိတ်ကာလမှာလုံနိုင်ခဲ့တယ် နောက်တစ်ခုခုကျွန်တော်တို့အတိတ်ကာလမှာလုံနိုင်ခဲ့လို့ပြောမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ခံရဲ့ past tense ပဲပြောမယ်ဆိုခံရဲ့အတိတ်ကာလပုံစံပြောမယ်ဆိုလို့ရှိရင်ကျွန်တော်တို့က could သုံးပါတယ်နော်ဥမာလေးနဲ့ဆိုလို့ရှိရင်ကျွန်တော်တို့ I could swim very fast when I was young အတိတ်ပဲကငါငယ်ငယ်တုန်းကရေကိုလေးပြင်းပြင်းကူးနိုင်ခဲ့တာပေါ့အတိတ်ပဲနော်ရေကူးအရင်မြန်ခဲ့တာပေါ့ Okay အဲ့တော့ကျွန်တော်တို့ဒီနားလေးမှာပေါ့နော်ထားပါတော့ကျွန်တော်တို့တိကျမှုပါတဲ့ပေါ့နော် specific date တွေပါတယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့အတိတ်ကာလကိုပေါ့နော်ဥပမာမနေ့တုန်းကတော့ လုံခဲ့တဲ့ဘက်ကတော့စသဖြင့်တိကျမှုပါတဲ့အတိတ်ကာလပေါ့နော် specific date တွေပါရင်တော့ကျွန်တော်တို့ကခုတ်ကိုသုံးလို့မရပါဘူးတဲ့အဲ့ညမှာကျကျွန်တော်တို့က was able to နဲ့ပြောရပါတယ်ရှင်။ဒါပေါ်တော့ဥမာနဲ့ဆိုလို့ရှိရင်ငါမနေ့က5 km ပြေးနိုင်ခဲ့တယ်ဆိုလို့ရှိရင်အဲ့ညမှာသွားပြီးတော့ I could run 5 km yesterday လုံးလို့မရပါဘူးနော်။အဲ့ညမှာကျကျွန်တော်တို့က was able to နဲ့သုံးရပါတယ်ရှင်။အဲ့ကြဘယ်လိုဖြစ်သွားမလဲဆိုတော့ I was able to run 5 km yesterday ။ဘာလို့လဲကျွန်တော် yesterday လို့ခေါ်တဲ့ကျွန်တော်တိကျတဲ့ เนาะချိန်ကာလပါတော့တာဖြစ်တဲ့အတွက်ပေါ့เนาะကျွန်တော်အဲ့ညမှာကျွန်တော်ခုတ်ကိုသွားပြီးသုံးလို့မရဘူးပေါ့เนาะအဲ့တော့ဆိုတော့ကျွန်တော်တိကျမှုရှိတယ်ပေါ့เนาะဒိတ်တွေပါတယ်ဆိုလို့ရှိရင်အတိတ်ကာလမှာလုံနိုင်ခဲ့တယ်လို့ရိုးရိုးဝါးချနေနဲ့ပြောမယ်ဆိုရင်เนาะ was able to ကိုသုံးမယ်ပုံမှန်ရေဘူးရနေတဲ့ဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒါခုတ်ကိုသုံးလို့ရတယ်ပေါ့เนาะဥမာငါငငယ်တုန်းကတော့ငါ15နှစ်တုန်းကတော့စသဖြင့်အရင်တိကျမှုမရှိတဲ့ဟာဆိုလို့ရှိရင်တော့ခုတ်သုံးလို့ရတာပေါ့เนาะဟုတ်ကဲ့နောက်ထပ်ကျွန်တော်တို့ကံကူမအနာကက်ပေါ့အနာကက်ကာလမှာလုံနိုင်ပါလိမ့်မယ်လို့ပြောရကျွန်တော်တို့ဘလို့သုံးမလဲဆိုတော့ကျွန်တော်သူ့မှာကျွန်တော်အနာကက်ကာလဓာတ်ရိုက်ပုံစံ မရှိပါဘူးရှင့်အဲ့ကြတော့ကျွန်တော် will be able to okay အဲ့တော့ကျွန်တော်ဥမာနဲ့ဆိုလို့ရှင်ပေါ့နော်သူမ meeting တက်ပါလိတက်နိုင်ပါလိမ့်မယ်လို့ကျွန်တော်ပြောမယ်ဆိုလို့ရှင် you will be able to attend the meeting ဒါပေါ့နောက်ဥမာနဲ့ဆိုလို့ရှင်ငါမင်းကိုမနေ့ပြန်တွေ့နိုင်ပါလိမ့်မယ်ပေါ့နော်ပြောမယ်ဆိုလို့ရှင် i will be able to meet you tomorrow နော်အဲ့ကျွန်တော်ဒါအနာဂတ်ကာလမှာလုံနိုင်ပါလိမ့်မယ်ဆိုလို့ရှင်ကြတော့ will be able to နဲ့ပြောတာပေါ့နော်။ Okay ဒါလေးကကျွန်တော် can ရဲ့ပြောမယ်ဆိုရင် အတိတ်ကာလနဲ့အနာဂတ်ပုံစံကြောင်းလေးကိုရှင်းပြပေးသွားတာဖြစ်ပါတယ်နော်အားလုံးပဲကျေးဇူးများတင်ပါတယ်ရှင့်